ဗီဝမ်ကလေးကစာစာဒေးဇီရိုးလေးကစာဒေးဇီရိုးလေးကစာခြင်းနေဟိုကမီစင်ကလည်းနေတည်တယ်ဟုတ်တယ်ဟုတ်တယ်ဟိုသူရှိမလားခြေရလားမသိဘူးပေါ့အဲ့လိုဖြစ်တယ်ဗီဝမ်ကဟုတ်ပဲအခွေလေးစပြောဟာတီတီတီအဲ့ဒါကျမထီပါအမဟုတ်ဘူးကျွန်တော်ထီကျွန်တော်ထီလို့ထီလို့အရန်ခွေရလုံးလုံးလေငိုအခန်းဆိုရင်အကိုရုံမြင်ရကိုရီးနေတာဟုတ်တယ်ကျွန်တော်မြင်တိုင်းသူရီးပြီနော်

အဲမင်းရဲ့အသက်ဒစိမ့်တပိုင်းကဘတ်နေပြီဘာသာပဲတော့မိမယူမယ်အဖားတို့လိုက်တောင်းလို့အများကြီးနှိမ့်ဆံလို့ပါဘူးကိုရှင်ဝင်လာတယ်တကယ်အဲ့လိုအကုန်လုံးဇနီးနဲ့မှမဟုတ်ဘူးတဲ့ တကယ်တရုတ်ဆောင်တဲ့အားလုံးရဲ့ good review ပဲကြည့်ပြန်ကြားရတာပေါ့နော်ကိုရှင်မွေကအရန်ကိုသူကဒိုင်လွန်ကြီးထွေးစာနေပေးတယ်ဆက်ဆံရေးပိုင်းမှာလည်းအရန်ကောင်းတယ်ဇနီးနဲ့ဟောလည်းတကယ်ကိုအရန်နားလည်မှုပေးပြီးတော့အရန်စိတ်ထားပြေးသွားတဲ့အကူတယောက်ပေါ့နော်ပြီးတော့ချစ်တင်ပါဆိုခွင့်ရရအရန်ခွင့်ရလုံးလုံးလည်းငိုအခန်းဆိုရင်အကူရုံမြင်ကိုရည်စင်တာဟုတ်တယ်ကျွန်တော်မြင်တိုင်းသူရည်ပြီနော်ကျွန်တော်ဘာမှမဟုတ်မူးပြီးတော့ အဲ့ရပေါ်မှာလဲနေတယ်။သူကကျွန်တော်ရဲ့ကြောပွေလေးလား။လွယ်လေးလား။လွယ်လေးချွတ်ပေးရတဲ့ခါကျွန်တော်အဲ့တော့ကျွန်တော်မျက်နှာသူမြင်တာနဲ့အဲ့လွယ်ကိုမချွတ်နိုင်ဘူးသူကြည်တာပေါ့နော်။အဲ့ဒါလေးလေးအဲ့ဒါလေးမှတ်တရအောင်။အဲ့လိုမျိုးလေး။ပြောမေးနေကွာသတိပြန်ရတာနော်အဲ့ဒါလေး။ဟုတ်တယ်အဲ့လိုပဲအရင်ရှိရကွဲနားရဲ့အချိန်ဆိုရင်အဲ့လိုလေးတကယ် happy scene ပါရင်ငါကိုရှင်မွေလာနေတော့ဒီနေ့တိတ်ပြီးစကားမပြောတော့အဲ့လိုမျိုးကိုယ့်ဟာကို limit လောက်ထားရပါတော့။အဲဖုံးတိကျော်ကြာသူကြတော့ဟိုပါပေါ့သူလည်းအဲ့လိုပဲစိတ်ကဖြူတယ်ရှင်းတယ်။ သူကတယောက်တယောက်နဲ့ဘာထားမှမရှိဘူးအေးဆေးပဲသူလုံးဆရာရှိရလုံမယ်စားတဲ့ရှိရစားမယ်သူတော်တဲ့ရှိရတော့ပြင်တယ်ရှိရပြင်မယ်သူစိတ်ထဲမှာဒါပဲရှိတယ်အဲ့တော့ဟိုဖြူတဲ့သူကိုကြတော့ကျွန်တော်သိတယ်လေမြင်လိုက်တာနဲ့ပြီးတော့သူကနောက်တစ်ခါရီကြောရှိတယ်ကျွန်တော်အဲ့သူသူကပြောသလိုပဲနော်သူ drama စင် heavy ရိုက်ရအောင်မယ်ဆိုရင်သူကျွန်တော်နဲ့စကားမပြောသလိုပဲအဲ့လိုပဲကျွန်တော်လည်း drama ရိုက်ရအောင်မယ်ဆိုသူ့ကိုကျွန်တော်သွားမစတော့ဘူးဒါဘာဖြစ်လို့ဆိုတော့သူ့ကိုသွားစရင်ကျွန်တော်အလုပ်ကိုအနောက်ရှက်ပေးလိုက်တာနဲ့အတူတူပဲအဲ့လိုချိန်ဆိုကျွန်တော်လည်းမသိကြအောင်စောင့်ပေးထားတယ်အဲ့လိုမျိုးတော့အဲ့လိုမျိုးလေးနဲ့နှစ်ယောက်သားညီညီနိုင်နိုင်နဲ့ တယောက်တစ်ယောက် respect ထားပြီးတော့ပြုတ်ဆောင်တဲ့ခါမှာဒီကားလေးကတော်တော် commercial မိတယ်လို့လည်းဆရာ edit ဆက်တဲ့အချိန်မှာပြောရတော့ဝမ်းသာပါတယ်ခင်ဗျဟုတ်ဒီကမှာအရင်ကတည်းကကျန်နေလို့လည်းအမှန်တမ်းပြောရရင်ဒီရိုက်ကွင်းတစ်ခုမှာမင်းသားမင်းသမီးတွေက day 1 day 2 day 3လောက်တည်းကနည်းနည်းစိတ်နေတယ်အဲတပတ်လောက်နေရောမှဆဆတောက်တောက်နဲ့ရင်းနှီးသွားကြတော့ခုရှင်ဝင်လာ day 1ကလေးကစာစာဒေးဇီရိုးတွေအစားတယ်ဒေးဇီရိုးတွေအစားကျင်နေဟိုကမီးစင်းကလည်းနည်းနည်းတည်ရဲ့နည်းနည်းတည်ရဲ့ ခြေရလည်းမသိဘူးပေါ့အဲ့လိုဖြစ်တယ်ဒီဝမ်းမှာဟုတ်ပဲအခွေလေးစပြောနော်အောက်မှာခြေကြတယ်ဟုတ်တယ်သူနဲ့ဒီကားမှာမဆုံဘူးလားဒါမဲ့လေဒီကားမှာဆုံမှုပဲပဲလေအရှိမတော်တော်ဆုံခဲ့ဘူးသူလိုပဲနှစ်ယောက်ကအဲ့လိုမျိုးဟုတ်ဟိုအမှန်တမ်းပြောရရင်ဇနီးကအဲ့လိုအနေအေးရယ်ပေါ့စကားလဲအဲ့လိုကိုကစသွားပြောတာနဲတယ်နဲတော့အဲ့လိုအရှိမကားတော်များများရရင်အလုံးနဲ့အလုံးအနေနဲ့ respect အရာအကုန်လုံးအစဉ်ပြေပေမဲ့ပြီးွားရင်တော့ပဲဒီလိုပဲအလုံးအလုံးရခင်ခဲ့တယ်သူတွေပေါ့နော်ကိုရှင်ပွင့်သားကြအဲ့လို ့တန်ရောစင်လို့အဲ့လိုမျိုးပေါ့ရင်းနှီးမှုနှွေးနှီးမှုတွေကတော့ကြံခဲ့တယ်။အခုချိန်မှာပြန်တွေ့ရတော့စိတ်နဲ့အောင်မရှိဘူးပို့တို့တယောက်လိုပဲ။ရင်းနှီးနှီးဖြစ်တယ်ပေါ့။ဟုတ်။စာပြေကစားအခြေတလန်းတို့ထင်နေတယ်အမောစားကြတဲ့စကားတိတ်မပြောဘူး။မဟုတ်မဟုတ်အဲ့လိုမဟုတ်ကျွန်တော်အဲ့စားတွေ့ကြတာမှာမီတင်မှာဘာလုပ်မလဲကောင်းမလဲဘာဝင့်ကောင်းမလဲတွေးနေတာနဲ့စောက်မေ့နေတာအဲ့လိုမျိုးစောက်ဝတတိရတဲ့ချိန်မှာကျွန်တော်စားဂရောဝဲဂရောဝဲမှလည်းစားစားတယ်နော်အဲ့လိုပဲဂရောဝဲပြီးတော့လည်းတန်းရိုက်တာ哦ဆိုတော့ဝဲ ကောင်းတဲ့စာဟုတ်တယ်အဲ့ပါဝင်လာရီလာပြောရနော်အဲ့ပါဟုတ်ပါဟုတ်ပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့ဒါနည်းရှော့ဖို့တော့လိုအပ်နေပြီတက်လဲ30ဖြစ်သွားပြီထိတ်စီရလည်းပြောင်းသွားပြီဆိုတော့ရှော့မှရတော့မှာမရှော့လို့မရတော့ဘူးအဲ့လိုမျိုးကြိုးစားနေပါလေဟုတ်တယ်ကျွန်တော်အမှန်တမ်းပြောရင်တိတ်ပျော်မပျော်ခဲ့ရဘူးတစ်သလုံးဟိုမပျော်ဘဲနဲ့နေခဲ့ရသမျှအခုကဟိုကိုက လမ်းကြောင်းအလုံးလုံးနေရပြီဆိုတဲ့အချိန်မှာကိုယ်အနေနဲ့ pressure ရော့လာငငယ်တော့ထက်စား pressure ရော့လာတဲ့အခါမှာအခုမှကျွန်တော်ပျော်ခွင့်ရှိတာပျော်ခွင့်ရှိတဲ့အချိန်မှာကျွန်တော်ရဲ့ character အစစ်မှန်ပေါ်လာတာပေါ့အရင်တော့ကျတော့မပျော်ခဲ့ရတဲ့အချိန်တွေကျတော့ထိမ့်ချုံနေခဲ့ရတာအဲ့လိုမျိုးစူးစမ်းနေတဲ့အချိန်တွေပေါ့နော်အခုမှစပြီးတော့လမ်းမဲ့ step 1မှရှိတယ်နောက်ထပ်အများကြီးလာအောင်မယ်ဒါမဲ့လည်းအသက်က30ဖြစ်နေဘတ်နေဆိုနည်းပြန်လျှော့ရမယ်အဲ့လိုမျိုးတိုးလျှော့တိုးလျှော့ ဟိုဒီကားလေးကကျွန်တော်တို့အရှိမပြောခဲ့သလိုပဲပေါ့နော်ရင်းရင်းကြီးကြီးတိမ်တိမ်မွေ့မွေ့နူးနူးညံ့ညံ့လေးနဲ့ချစ်စရာကောင်းအောင်ပြုတ်ဆောင်ထားတယ်ပြီးတော့ကျွန်တော်တို့ကဟိုအိမ်အောင်တဲ့ဘဝတွေဖြစ်သွားတဲ့အချိန်မှာလည်းခလေးလင်မယားလို့ပဲဗမဟုတ်တဲ့ပြဿနာတခုအကြီးလောင်ကြမှာပေါ့နော်အကြီးတော့မဟုတ်ဘူးပေါ့ပပလေးလောင်ပြီးတော့ချစ်စရာကောင်းအောင်ပြုတ်ဆောင်ထားပါတယ်ချစ်ခင်ရဲ့ပိတ်သက်ကြီးအချိန်ပြရကြုံနေအောင်ချူသားထားပါတယ်အဲ Fortune Channel မှာတနင်္လာနေ့တောက်ကြ၈နာရီဆိုရင်အမြဲလာပါတယ်ခင်ဗျဆောင်းမြော်ကြည့်ရှုအားပေးကြပါဦးပါတယ် လိုပဲလို့တော့သိရကျိုသိရဒီတော့ပါတယ်ခင်ဗျာโอเคဟုတ်